အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဂျာနာပရိသသမီးအားလုံးအတွက်၃ရက်9လ2025ကနေ၉ရက်9လ2025တွင်မှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုရင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေဂျာနာပရိသသမီးတွေပေါ့လေအဲဒီတပတ်ကာလမှာဘလို့ကံရရလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကံရစပြီးပြောရပါဆိုဗျာနော် အဲကြာတော်ရသမီးတွေဒီတစ်ခါတည်းကလာမှာအလုတ်တော်၎င်းနေရာထိုင်တော်၎င်းပြောင်းမှရွှေ့ရတတ်တဲ့ဂိမ်းတွေရှိပါတယ်ဗျာနော်ပြောင်းမှရွှေ့မယ်ဆိုရင်လည်းကောင်းပါတယ်ဗျာတချို့ကတော့အဲ့လိုပြောင်းမှရွှေ့တာမျိုးမဟုတ်ဘူးဆိုရင်တော့မှအဲလုပ်ငန်းမှာပေါ့လေအဲဆက်ရုပ်ထုတ်တာပြေသွားတဲ့ခါမှာတက်တန်တိုးရတာမျိုးတွေအိမ်ဒီပါတယ်ငားရတာတွေတက်တန်အဲတိုးရတာမျိုးတွေအဲဓာရီအစားသွားကြုံဝင်တယ်တချို့ကတော့အိမ်ပြင်နာအိမ်ဆောက်တာလေးတွေဖြစ်တယ်ကောင်းပါတယ်ဗျာလုပ်ပါဗျာနော်အဆင်ပြေပါတယ်နော်အဲဖြစ်လာလို့ရှိရင်တော့ပြောင်းလာရွှေ့လာတတ်စားလို့ရှိရင်လက်ရှိနေရာမှာပြင်ဆင်တာထပ်ပြီးတက်နန်တူတာဘာညာအဲ့ဒါလေးတွေကပို့ပြီးတော့အားကောင်းတယ်လို့လောကျွန်တော်ပြောချင်တယ်ဗျာနော် ဆိုတော့အလုပ်ခံတဲ့ပတ်သက်ပြီးဘာမှစိတ်ပူကြရမလို့ဘူးအဲ့မှာတခုဝမ်းသာဖို့ကောင်းတာကနိုင်ငံသားဖို့အကြာကြီးစောင့်နေရတဲ့သူတွေနော်အဲဒီကလာမှာကန်ရရဲ့ထောက်ပံ့မှုအပြည့်အဝပေးပြီးအဲ့တော့သွားလို့ရတဲ့အနေအထားတွေဧကံမုတ်ချကြံဝတ်တတ်တယ်ဗျာနော်ကိုယ့်ဘက်ကလည်းဝရိယအားလေးထားပြီးတော့ကြိုးစားပေးပါနော်ရက်ဝေရက်နေခရီးနှစ်ခုတလုံးသွားတတ်တယ်နိုင်ငံသားသွားတတ်တဲ့ဂိမ်းရှိပါတယ်ဗျအဲ့လိုသွားတတ်တဲ့ဂိမ်းရှိတဲ့အနေအထားမှာတောင်ကုန်းတောင်တန်းခီးတို့အဲပင်လယ်ခီးတို့အဲ့လိုမျိုးတွေလုံးဝမသွားနဲ့နော်ကိန်းကြည်သွားတာမျိုးလေးတွေဖြစ်တတ်တယ်နော်နှမျောစရာကြီးအဲ့လိုမျိုးတော့လည်းမလုပ်ပါနဲ့ဗျာနော်ဟုတ်ပြီအဲ့တော့ နိုင်ငံကတော်တော်လေးအားကောင်းတယ်အလုံးနဲ့ပတ်သက်ပြီးတော်တော်အဆင်ပြေတယ်လက်ရှိလုပ်ငန်းမှာလုပ်နေတဲ့ဝန်ထမ်းတွေဆိုခဲ့ရင်တော့ဘာဖြစ်တယ်လဲဆိုရင်နှစ်ချက်ဖြစ်တယ်လုံဖို့ကင်ဘတ်သူမဟုတ်အောက်လက်ငယ်သားလေးတွေကကို့အဲနည်းနည်းတော့ကလေးတွေပြေးမယ်စန့်ကျင်လိုက်မယ်နော်ပြီးရင်အထက်လူကြီးကိုဂုံးတိုက်မယ်အဲ့တော့အထက်လူကြီးကကို့ကိုအထင်လွဲတဲ့အခါမှာအထက်အောက်ကြားလေးတွေသွားညှက်တာမျိုးလေးတွေဖြစ်တတ်တယ်အဆင်ပြေတာပြေတာတကန်နာနော်ဒါပေမဲ့အတိုက်ခိုက်လေးတွေရှိတယ်ဆိုတာလေးမမေ့စေချင်ပါဘူးဗျာနော်အဲမိသားစုတစ်ခုဆိုလို့ရှိရင်လည်းဒီကလာမှာကိုကအလုပ်နဲ့ပတ်သက်ပြီးအားလုံးအဆင်ပြေတယ်ပဲထောင်းအဲ့မိသားစုတစ်ခုဆိုလို့ရှိရင်လည်း မိဘသို့မဟုတ်ဆွေမျိုးညီကိုမောင်နှမလင်သားမယားစသည်အားဖြစ်ပေါ့ဗျာအဲ့အချင်းချင်းချင်းအဲတရားနဲ့တရားအစင်မပြမှုတွေကိုယ်စိတ်တော့ကပေးတာလေးတွေကြုံရတတ်တယ်။အဲသူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တယ်။အဲ့တော့သတိထားပါဗျာနော်။ငွေချင်းနဲ့ပတ်သက်ရင်တော့ကြာတာပရိသတ်သူတွေကဒီတစ်ပတ်ကာလကငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်တဲ့ကိန်းရှိတယ်။ရှစ်ပုံရှစ်ကံကြီးမာတဲ့သူတွေဆိုရင်ဒီဘက်ကလိုပတ်စံနေအများကြီးဝင်လာတတ်တယ်။အမွေနဲ့ရလာတွေကအစာဖြစ်တတ်တယ်။ပုံမှန်ဝင်ငွေလမ်းကြောင်းမဟုတ်တဲ့နေရာကနေရလာလိမ့်မယ်။အလောက်ကနေအောင်မြင်တိုးတက်တယ်လို့ခေါ်တာပေါ့။လက်ညုံညုံကရေဖြစ်တယ်။ပြီးတော့အလောက်နဲ့လက်နဲ့မပြတ်ဘူးပေါ့လေ။ ်ဟိုရလို့ကုတ်ချင်အောင်မရှိဘူးဆိုတဲ့အနေထားလေးတွေအစားပေါ်လာလိမ့်မယ်အယမ်းပင်မနဲ့သို့တော့ပတ်စံလဲတအားရလိမ့်မယ်ရတဲ့လောက်ပတ်စံလဲပြန်ထွက်လိမ့်မယ်ဗျအဲ့တော့ဒလဟောင်းဝင်ဒလဟောထွက်လို့ပြောရင်ပို့ပြီးတော့မှန်မယ်ဗောလေဆိုတော့ပတ်စံရရင်ဒီကလာမှာအိမ်ပြင်အိမ်ဆောက်မှာခြံလေးကားတွေဝယ်ပါရွှေတွေဝယ်ပါဝယ်လို့အမရန်ကောင်းပါလေဒီမှာဒီကလာမှာဗောလေရွှေတွေငွေတွေဝင်တတ်တဲ့ဂိမ်းရှိတဲ့အတွက်အမရန်ဝမ်းသာပီတိဖြစ်ကြပါဗျာဟဲ့ကြာသာပီတိသမီးတွေနော်ဘာမှစိတ်မပူပါနဲ့ ဲဒီလိုကကြတော့ကိုသားသမီးတွေရဲ့ပြန်ပြီးပြုစုလုပ်ခြင်းမှုတွေကြုံရတဲ့တဲ့သားသမီးတွေရဲ့ပြန်ပြီးထောက်ပံ့ပေးကမ်းတာလေးတွေကြုံရတဲ့တဲ့ခါအမရံကောင်းတယ်ပြီးပါရောက်နေတဲ့သားသမီးတွေဒီကလာမှအစဉ်ပြေပြီးတော့ကိုငွေကြေးတွေပြန်ပြီးထောက်ပံ့နိုင်အမျိုးလေးတွေအားစားလေကြုံရတဲ့တဲ့ကိန်းတွေရှိတော့ဝမ်းသာဖို့တော်တော်လေးအားကောင်းပါတယ်ဗျာနော်ဆိုတော့ပြီးတော့ကျွန်တော်တို့သားသမီးတွေဒီကလာမှလေရွှေအယောင်းဝင်တဲ့ပတ်သက်ပြီးလုပ်တဲ့ကိစ္စတွေဆိုတော်တော်လေးအားကောင်းမယ်နော်လယ်တွေဘာတွေဝင်တတ်တယ်ရွှေတွေဘာတွေရတတ်တယ်ဗျာနော်ရရင်ကောင်းတယ်အဲတခုရှိတာကလူတွေဘာတွေဝင်တတ်တဲ့ကိန်းလဲရှိတော့လေတခြားတော့ဂိမ်းဆိုင်ပေါ့အဲ့တော့ဘာဝင်စေချင်လဲကိုယ့်ကိုစဉ်းစားပေါ့လေနော် လူဝင်တက်တယ်ဆိုတဲ့ခါမှာနှစ်မျိုးရှိပါတယ်။အဲအိမ်အောင်ရှင်အမျိုးသားအမျိုးသမီးတွေဆိုရင်တော့ဒီကလာမှာတာသမီးယရနာလေးတွေရရှိတတ်တယ်။ကိုဝင်တွေပါရတယ်ဆိုတော့ဒါလည်းယရနာတစ်ပါးဆိုတော့အမှန်တန်ဝန်သာပီတိဖြစ်ဖို့ကောင်းတယ်ပေါ့နော်။တချို့ကကျွန်တော်ကိုယ့်ရဲ့ဆွေမျိုးသားညီကိုမနော်တရားရောက်ပေါ့လေကိုယ့်အိမ်ကိုအညာညံ့နေလားတဲခုတော်မျိုးတွေရစားကြုံရတတ်တယ်။အဲကျွန်တော်တို့ကဆိုတော့အဲ့လိုမျိုးလေးတွေဆိုတော့အဲလက်ခံလိုက်လို့ရှိရင်ခုနကဝင်မဲ့ရွှေတွေပါရွှေတွေပါတွေကမဝင်တော့ဘဲနဲ့ကိန်းကြီးဝါရမျိုးလေးတွေဖြစ်တော့နမျောစရာလေးတော့ဖြစ်မှာပေါ့နော်။ဒါကြတော့သတိထားပါဗျာနော်။အမေရိကန်ဒီကလာမှာအဲ့လိုမျိုးလာလို့ရှိရင်လည်းလေ အာဘယ်လိုပြောမလဲကောင်းသွားလာခြင်းမဟုတ်ဘူးစစ်ဖေးရှောင်ပုံစံမျိုးတွေလာတာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခါအိမ်တော်ကြီးအစ်စ်မပြောလို့ဆိုပြီးလာတာပေါ့နော်အဲ့လိုပုံစံလေးလာတာများတတ်တဲ့တဘာဝရှိတယ်ဂယူရောစိုက်ပြီးပေါ့နော်အဲပြီးတော့ဒီကလာမှာကြာတာပရိသတ်သမီးတွေကျမ်းမာရင်းနဲ့ပတ်သက်လို့ရှိရင်သတိထားပေးပါအဲဘာဖြစ်တတ်လဲဆိုတော့စီအဆုတ်အစာရင်းနဲ့ပတ်သက်တဲ့ယောဂလေးတွေပြင်းပြထန်ထန်ဖြစ်တတ်တယ်သတိထားအာယုံကြောနဲ့ပတ်သက်တဲ့ယောဂလေးတွေတော်တော်လေးဂယူစိုက်ပြီးခေါင်းမူခေါင်းကိုင်းခေါင်းအုံနောက်ကြောတက်ညာဘက်အိမ်မပြောတာတွေအစာဖြစ်တည်လာလိမ့်မယ်နော်အထူးအထူးသတိထားပေးပါလို့အကြံပေးပြရစီနော် ဖြစ်နိုင်တော့စိတ်သားတို့ဇီးဇီးတို့ဆက်လက်ရွတ်တို့တခွားသီးတို့ဒါမျိုးလေးတွေမစားဘဲနေပို့ပြီးတော့အားကောင်းမယ်အဲ့တော့ရွှေတွေငွေတွေဝင်မယ်ဟိုလောက်တိုင်းမြန်မာများဖြစ်မယ်ဆိုတဲ့ကာလတွေကြာရောက်နေပြီเนาะအရှိမဘလောက်ပဲညံငယ်ညံငယ်ဒီကာလကတော့လက်ခံခံမဲ့ကာလပဲသို့တော့ဘာအညာတစ်ခုရှိလဲမင်းရင်အခြေအိမ်တော်ကြီးကတော့အညာရှိလို့ရှိတယ်ငုတ်လုတ်ထိုင်နေပြဿနာဝင်တယ်လို့ခေါ်တယ်အဲကိုကိုတိုင်းကိုယ့်ကိုကောင်းအောင်မငုတ်လုတ်ထိုင်နေတော့မှာပေါ့လေကိုရဲ့ချစ်သူအိမ်တော်ဘက်ကအထင်မြင်လွဲလာတယ်အဆုတ်ဆွဲခံရတာဖြစ်တတ်တယ်နောက်တစ်ခါကိုချစ်သူအိမ်တော်ဘက်အဲအဲ့ဒါတွေက နောက်တစ်ယောက်ရပြီတတိယတစ်ယောက်ပေါ်ပြီးတော့သုံးဝန်းဆိုင်ပြဿနာမျိုးတွေကြုံရတတ်တယ်။တချို့ကကြတော့ဒီကာလမှာအမရန်စမ်းပွင့်တယ်။ပွင့်တဲ့ခါလက်ခံမိလိုက်တယ်။လက်ခံမိလိုက်သူကလူပြိုအပြိုမဟုတ်တဲ့ဟာတွေနောက်ဆက်တွေပါလာတဲ့ဟာမျိုးတွေနော်။ဒါမျိုးတွေကြုံရတတ်တဲ့ခါအချက်အကွက်အကျိုးနဲ့ဖြစ်တတ်တယ်ဖြစ်လို့ရှိရင်ရက်ကြော်ကြော်ကြော်ဖြစ်တတ်တဲ့ဂိမ်းရှိတဲ့အတွက်လူမှုရေးအရန်ဒုက္ခပေးလိမ့်မယ်အထူးအထူးသတိထားပါလို့ထပ်တလဲလဲအကြံပေးပြရစီနော်အဲ့လိုမျိုးလူမှုရေးနဲ့ပတ်သက်ပြီးပြဿနာဖြစ်ခဲ့သည်ရှိတော့ဝင်လာမယ့်ရွှေလင်းငွေတွေဆိုတော့မဝင်ဘဲနဲ့လက်ပိတ်ချသွားမယ်နော်အဲ့လိုပိတ်တဲ့ခါမှာတော့ တော့ကျွန်တော်ကအကံမကောင်းကျွန်မအကံမကောင်းပြောလဲတသက်လုံးကောင်းလာမှာမဟုတ်ပါဘူးဗျာနော်အဲ့ဒါတွေတော့မမေ့ပါနဲ့နောက်တစ်ခုဒီကလာမှာလောင်ကစားလုံးဝလုပ်လို့မရပါဘူးဘဝပြတ်တဲ့ကိန်းလေးရှိပါတယ်ဗျာနော်အဲ့ဒါတွေတော့မမေ့ပါနဲ့နော်အဲ့တော့ဇူလိုင်လ3ရက်4ရက်5ရက်6ရက်9ရက်အရက်တွေကအမရန်ကန်ကောင်းတယ်။ကန်ရထောက်ပံ့မှုတွေအပြေဝရရှိပိုင်ဆိုင်လိမ့်မယ်။အပြိုင်ဆိုင်မှန်သမျှအားလုံးကိုကြော်လွှားနိုင်စွမ်းရှိလိမ့်မယ်။နော်။ဆိုတော့အဲတနင်္လာနံလို့ခေါ်တာဗောလေ ခြံတို့ကားတို့ကြောက်တို့အဲ့ဒီလုပ်ငန်းတွေကနေကောင်းတဲ့အကျိုးဆက်တွေရရှိမယ်ဖြစ်နိုင်ပြအဲ့ကလာမှာကြောက်နေပါလိမ့်ဖြစ်အောင်နေပြသိလားခြံအယောင်းဝယ်ပေါ့အင်ချံမြေအယောင်းဝယ်တွေပါလိမ့်လို့အာပွဲတဲ့တယ်ဗျနော်လက်လာပါငွေရှင်လိမ့်မယ်ကားအယောင်းဝယ်တွေပါလိမ့်လို့အဆင်ပြေတယ်ဗျနော်ဒါပြင်ငွေချင်းငွေလက်လုပ်ငန်းလေးတွေကအစအောင်မြင်ဖြစ်တော့မယ်ဆိုတဲ့ကိစ္စမှာပါတယ်ပြီးတော့ခရီးကောင်းတွေသွားတတ်တယ်ဗောနော်အာနိုင်ငံခရီးတွေပါလိမ့်ပြည်ပခရီးတွေအစသွားလာတတ်တဲ့ကိစ္စရှိတဲ့အတွက်အမှန်တန်ဝမ်းသာဖို့ကောင်းပါတယ်အဲဇူလိုင်လ6ရက်9ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ် အာပညာရေးနဲ့ပတ်သက်ပြီးနောက်ကျကျန်တာစာတွေမပြီးတာစာအုပ်ကလိုင်းဒါနဲ့စိတ်တွေလေးနေတာစိတ်တွေလေးပြီးတော့စာချက်လို့မရတဲ့အနေအထားလေးတွေကြုံရတတ်တယ်အဲ့ဒါအပြင်နာမည်ဂုဏ်သိက္ခာလေးတွေကြာစင်တတ်တယ်အထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကအင်္ဂါအတောက်ကြဆိုရင်ကောင်းကောင်းကြီးဒုက္ခပေးပြီးတာမှတ်ပြီးတော့ပဲအခြေအိမ်တော်ဝင်နဲ့ပတ်သက်ပြီးကိုယ်ပဲဖြစ်သေးသူ့ပဲဖြစ်သေးရှုပ်ရှက်ခဲ့တဲ့အနေအထားလေးအေကံမှုချကြုံရတာမျိုးလေးတွေဖြစ်တတ်တယ်အထူးအထူးသတိထားပါသွားကတ်တာသွားနာတာတဖုံနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တော့စိတ်အောင်စီကံပြေးရတာမျိုးတွေအစားကြုံရတတ်ပါတယ်ဂယုစိုက်ပေးပါနော်အဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်မမှုလေးတွေအပြေအဝရအောင် အဝါရောင်အပြာရောင်အဆက်ရောင်အဖြူရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါ။ဒါအပြင်အဲကနမပန်းရောင်စုံ၊ရွှေပန်း၊ငွေပန်း၊ရွက်လာပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်တဲ့ဖရာမှာဖရာပန်းကတာပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါ။အဲ့တော့ကျွန်တော်မိတ်ဆွေကြာသပရိသတ်သမီးတွေပေါ့လေ။အဲကောင်းတဲ့ကံလေးတွေအများကြီးပဲ။အနေငယ်တော့အညာခိုက်လေးတွေကတော့ရှိတာပေါ့။ကြည့်တော့ဒီအညာလေးတွေခင်ပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရရရလေးတော့ခြေရမယ်ဗျာနော်အဲ့တော့ရရရနေနဲ့ဘာလုပ်ရမလဲဆိုတော့မြတ်စွာဘုရားမှာ ကြီးနဲ့လောက်တဲ့ခေါင်းလေးတစ်လုံးမှာကိုယ့်ရဲ့နာမည်နဲ့နာမည်ရေးထိုးပြီးတော့အမြင့်တနေရာမှာချိတ်ဆွဲလူတန်းပေးလိုက်ပါနော်။အဲ့ဒါဆိုတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်။အဲကျွန်တော်လည်းအညာအခိုက်လေးတွေပြပြောက်ချင်တယ်ဆိုရင်လမ်းမှာကြိုက်ခွက်ရှိတဲ့နေရာလေးတွေနော်လမ်းမကောင်းတဲ့နေရာလေးတွေကိုအုတ်ခဲလေးတွေနဲ့လမ်းခင်းပေးလိုက်ပါဗျာဒါဆိုရင်တော့ကျွန်တော်လည်းအညာလေးတွေအေကံမုတ်ချပြပြောက်သွားပါလိမ့်မယ်ကြာသပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်